မင်္ဂလာပါတငယ်ချင်းတို့ရေ channel လေးကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရနော်ရခင်ဘက်ကဆက်ကလေးကိုပြန်ပြီးတော့ကြည့်ရှုကြရအောင်ပါဒီဗီဒီယိုလေးကိုမတင်ဆက်ခင်ပြီပါကျမတို့ရဲ့ channel လေးကို like and subscribe လေးလုပ်ပြီးတော့ဘေးနားအနူဒီခေါင်းလမ်းလေးကိုလည်းနှိပ်တောင်းပေးခဲ့ကြပါအောင်လို့တောင်းဆိုလိုက်ပါရစေနော်အားလုံးကျေးဇူးတင်ပါတယ်ဒါဆိုရင်တော့စတင်လိုက်ကြရအောင်ပါဘာလို့မစားဘူးရမှာလဲငငယ်ကလေးကစားခဲ့တာလေဖကအယူမရှိဘူးလားကွမသိဘူး စားပြီးရင်ပျော်ရွှင်သွားတာပဲဘာဟုတ်ပြောတာလဲဟာနင်းနဲ့ငါဒီတော်ထဲမှာအတူတူနေလာတာနှစ်ပေါင်းဘယ်လောက်ရှိနေပြီလဲပြောရတာငါတခါမှမတွေ့ဘူးပါဘူးကနင်းကလေကွာငါဒီလိုမမောပန်းပန်းနဲ့အလုတ်လုတ်ပြီးပြင်သွားပြီဆိုရင်ငါမိမကစကားချိုချိုတတလေးနဲ့အရန်မောနေလားဆိုတဲ့စကားတန်လေးတွေနဲ့ငါ့ကိုအမောပြေပြီးအရန်ကိုပျော်ရွှင်သွားတယ်ဆိုတာအဲ့ဟာနင်းသိလားကွာအဲ့ဟာနင်းမိမကနင်းကိုချစ်လို့လို့ပြောတာနေမှာပေါ့ကွာဘယ်ကလာနင်းကလေ ငါငါမိမကဒီနေ့ဘာလို့ဒီလောက်တောင်သဘောကောင်းနေတာလဲပေါ့။ဩငါလဲတခါတလေမှဒီမိမနဲ့ဒီလိုချင်းချင်းနနာနေရတာဆိုတော့တွေ့ဝေမနေတော့ပဲချက်ချက်ခဲခဲနေမယ်ပေါ့။နောက်တော့ခွက်ကြတဲ့အတန်ကြားလိုက်တော့ဘာလဲဆိုပြီးခန်းထဲဝင်ကြည့်တာ။ကောင်းလေးနဲ့ရောက်ဝက်စားဖေကိုဖေးနေ။ငါလဲဒေါသထွက်ပြီးတော့မေးတာပေါ့။အဲ့ဒီအချိန်မှာသူတို့နှစ်ယောက်နဲ့ငါမိမနဲ့ငါ့ကိုဝိုင်းစော်တော့တာပဲကွာ။ငါနိုးလာတော့ငါဟာဒီတော့တဲ့ကတရေတောင်ဖြစ်နေပြီပဲကွာ ငါအဖြစ်ကလည်းစိုးလိုက်တာဘယ်ဘွားဝေကျွေလည်းမသိပါဘူးကွာငါလည်းနင်းကိုပြောစရာရှိတယ်ဒါပေမဲ့ဒါကမိမမဟုတ်ဘူးကွာစိတ်မွန်းကျက်စရာတခုကွာတတော်မမွေးခင်ကလေးကဖြစ်နေတဲ့ပြဿနာတောင်းရဲမှာချမ်းသာပြီးနေနိုင်စားနိုင်ပြီမယ်ပစ္စည်းတွေရှိကြတယ်အဲ့ဒါကရွှေလန်းငွေလားဘာဆိုလားဘယ်သူမှမသိကြဘူးဒါပေမဲ့အဲ့ဒီတော်တဲ့ဝင်သွားတဲ့သူဆိုရင်ဘယ်သူမှဆိုအသက်ရှင်နေပြန်ထွက်လာတဲ့သူမရှိကြဘူးတဲ့ငါကလည်းဆက်စုတဲ့သူဆိုတော့ ငါသားမယာလူတန်းစင်နေနိုင်အောင်ပေါ့ငါဧည့်သည်ကဥစ္စာပစ္စည်းတွေကိုရလာရင်ငါသားမယာမျက်နှာမငယ်ရတော့ဘူးဆိုပြီးတော့ဝင်သွားတော့တာကွာတော်တယ်စောင့်ဝင်ကလေးကတော့ငါမကြဘူးကွာခြေနှလန်းတုံးနှန်းတော့မလန်းရသေးကြိုင်းတန်ကြရတာပဲဘယ်ရမလဲနောက်မတည်တန်ပြေတော်တာပဲကွာကြာနင်းနောက်လိုက်တာလားခြုံနေအရန်ထူနေတော့ငါလည်းမသိဘူးကြောက်ကြောက်လန့်လန့်နဲ့ထွက်ပြေးလာတာကွာငါတတိရတော့ဒီကိုရောက်နေပြီပဲဒီလိုနဲ့ရှေ့ဆက်လျှောက်လာတော့ အရင်နဲ့ကြားကြောက်ပါတယ်ဆိုကျွဲရှိပုံကိုတက်နေမိပြီးချော်လဲသွားတာကွာဒါနဲ့ကြားစားခံလဲရရောလားဘဲကလားငါလဲပြန်ထတာဗောဟာငါအကောက်မက်လို့နားထောင်နေတာမင်းတို့နှကောင်ကတောင်ပြောမြောက်ပြောနေသွားမင်းတို့သွားချင်တဲ့နေရာကိုသွားတော့ငါလဲငါစားဖို့သွားရှာလဲဦးမယ်မောင်ညိုကလည်းသူ့ရဲ့တစ်တုံးလေးကိုကင်ပြီးဖားသွားဖမ်းပါတယ်သူ့သွားထောင်တာလေးငါးရက်လောက်ရှိပြီဆိုပေမဲ့ဖားကတော့တကောင်မှမရပါဘူး ဘေးနားမှာလည်းခြေရာတွေတွေ့တော့သူ့ကစီတွေကိုပြန်ပြောပြလိုက်တယ်။ဟေးငါဖားသွားဖမ်းတာကွာ၃ရက်လောက်ရှိပြီ။ဒီကောင်မှလည်းမရဘူး။ဘေးနားမှာလည်းခြေရာတွေနဲ့မင်းတို့ကိုတွားဆောင်ကြည့်စီရှင်နေဟာ။အဲ့ဒီကောင်ကငါရဲ့ဖားတွေကိုလာစားနေတာများလား။ဟုတ်ကဲ့သခင်ဒီညကျွန်တော်တို့နှစ်ကောင်တွားဆောင်ကြည့်လိုက်ပါအောင်မယ်။ဒီကောင်ကငါတို့ဆက်ရထောင်ထားတဲ့ဖားကိုလာခိုးစားရဲတယ်ဆိုတော့တိကျသေးတာပေါ့။မင်းတို့ဖမ်းမင်းကြီးဒီကိုခေါ်လာခဲ့။ငါစိတ်တင်နေအောင်စုံးပါမယ်ကွာ။မောင်ညိုလေတက်စိတ်နှစ်ကောင်ကိုဖားလောက်ခိုးတဲ့သူကို ွားဖန်းခံလိုက်ပါတယ်။အမလီဒီနေ့ရာသီဥတုကအေးချမ်းနေတာပဲ။ဒီသေးပင်ပေါ်မှာပဲအိတ်နေနေတော့တယ်ကွ။ဟဲ့ငါတို့ကောင်းဆောင်ကသူ့ရဲ့ဖားတွေခိုးစားတဲ့ကောင်ကိုလာဖန်းခိုင်းတာလေ။ဒီကတိပင်းမော်တက်ပြီးတော့စိတ်ခန့်နေတယ်။ငါကောင်းဆောင်ကိုတော့ပြောလိုက်မယ်နော်။နေရလေကွာ။ငါနည်းနည်းလေးအိတ်တာကိုပြောလိုက်တာတအားပဲ။တွတ်တွတ်နေတော့ဟိုမှာဘာကောင်လဲမသိဘူးကွ။ဒါငါတို့တခင်ရဲ့ဖားကိုလာခိုးစားတဲ့ကောင်ပဲကွ။နင်ဖားတွေနှိမ့်ွက်နေဦးမှာလေ။သူ့ကိုမြန်မြန်တော့ဖန်းလေ။ ဟာငါအစာထွက်စားစရာမလိုတော့ဘူးတခါတည်းလာကောက်စားလိုက်ရုံပဲဒါရင်မကသေးဘူးအိမ်ကတားမရအတွက်ပါရသေးတယ်ကွာဟိဟိဟိခုချက်ချင်းရက်စံတခိုးကောင်ငါစရာကဒီဘူးကိုပင်ပင်ပန်းပန်းလှုပ်ပြီးထောင်ချောက်ဆင်ထားတာကွာမင်းကလာလာခိုးစားနေသေးတယ်နော်ပိတ်ပြီးသားမှတ်ပြီးတော့ဒီနေရာကဘသူနေရာလဲဆိုတာမင်းမသိဘူးလားဩဒါကနင်တို့လာထောင်ထားတာလားဟုတ်တယ်နင်ကတအားတတိရှိတာပဲငါတို့အစာကိုလာခိုးစားရဲသေးတယ် ဒီလိုဆိုတော့လေတရားမျှတမှုလေးတော့ရှိရမယ်။နေသူများစားစာကိုခိုးစားတဲ့အတွက်ထိုက်တန်တဲ့အပြစ်ကိုခံယူတဲ့နယ်ကွာ။ထားလေးသုံးကောင်ခိုးစားမိတာကွာ။အဲ့လောက်တောင်အပြစ်ကြီးတာလား။ငါ့ကိုတတ်လိုက်ပါတော့ကွာ။နေရများငါတို့ကိုပြန်ပြောရဲသေးတယ်ပေါ့လေ။လော်လေလာနေရငါတို့ဆရာစုံးမတာနဲ့ပဲတန်နေ။မသွားလို့မရဘူးလားအကိုရဲ့။မရဘူး။နေပါလို့သူများဥစ္စာကိုခိုးစားတာလေ။ငါတို့ဆရာစီရောက်ရင်နေရတော့တကယ်ကြိမ်မသွားမှာပဲကွာ။ဒီလိုနဲ့တဆိတ်နှကောင်က မောင်နှွေရဲ့ဖားကိုလာခိုးစားတဲ့ကောင်ကိုကျိုးနဲ့တုပ်ပြီးသူ့စီခွက်လာခဲ့ပါတယ်။ဆရာရဲ့ဖားတွေကိုတော်တော်ခိုးစားနေတာဒီကောင်ပါပဲဆရာ။ကျွန်တော်တောင်းပန်ပါတယ်။ဆရာတို့ဟာမဲမသိလို့ခိုးစားမိတာပါ။ကျွန်တော်အစာရှာမကျွေးလို့ကျွန်တော်တို့မိသားစုအစာမစားရတာကြပါပြီ။တနေ့မှအစာရှာထွက်ရင်အခုရဲ့ဖားတွေတွေ့ပြီးတော့သားမယားတွေကိုတွားချေးချင်လာမိတာပါ။ကျွန်တော်ကတော့မတက်လိုက်ပါနဲ့နော်။ကျွန်တော်တောင်းပန်ပါတယ်။ ကျွန်တော်ကိုလွတ်ပေးရင် ထပ်ပြီးတော့ခိုးမစားတော့ပါဘူးလို့ကျွန်တော်ကတိပေးပါတယ်။သူများဥစ္စာတွေခိုးဆွားလို့မိသားရင်မင်းရဲ့သားမယားတွေစီကိုတွားခွင့်ရမှာမဟုတ်ဘူးကွာ။ကျွန်တော်ကပေါ့ဂရုဏာစိတ်လေးထားပြီးလွတ်ပေးပါနော်။ကျွန်တော်ဘသူပစ္စည်းမှမခိုးဆွားတော့ပါဘူးကတိပေးပါတယ်ဗျ။သူ့ကိုတစ်ခါတည်းတက်လိုက်တာကောင်းဆုံးပဲ။ဆရာဒီတိုင်းသာလွတ်ပေးလိုက်ရင်ပိုဆိုးလာမှာပဲရှိမှာကွာ။ဟုတ်တယ်ဆရာသူ့ကိုလွတ်မပေးလိုက်ပါနဲ့တစ်ခါတည်းကတက်လိုက်ပါ။အဲ့လိုလို့လို့မရဘူး။သူ့သားမယားရှိသေးတယ်လေ။သူ့ကိုတက်ရင်သူ့ရဲ့သားမယားတွေကိုပါ လိုက်သက်တာနဲ့အတူတူပဲဒီမှာခမရကျွန်တော်ကိုဂရီတစ်ခုတော့ပေးရမယ်ဗျကျွန်တော်သာခမရကိုလှုပ်ပေးလိုက်ရင်ဘသူဘသူရဲ့ပစ္စည်းဥစ္စာကိုမှမခိုးတော့ဘူးလို့ဂရီပေးနိုင်မလားဟုတ်ကဲ့ပေးပါတယ်ထတ်တော့မခိုးတော့ပါဘူးဗျစားတော့ဖို့မရှိဘူးဆိုရင်လည်းသူများတွေစုကိုတော့မခိုးပါနဲ့မကြခင်ငါလဲစပားတွေရေးသိမ်းတော့မှာပဲငါစီလာမြစားတော့လေရပါတယ်ငါမင်းကိုတခိုးဖြစ်တာမမြင်ချင်ဘူးကွာကျေးဇူးအများကြီးတင်ပါတယ် ခမရာမေတ္တာစိတ်ပြည့်ဝတဲ့သူတယောက်ပဲခုအပ်စပြီးခမရာရဲ့တပည့်လှုပ်ပါမယ်ခမရာအလိုရှိတဲ့အချိန်ဖဲအချိန်မှဆိုခိုင်းလို့ရပါတယ်ဒီဟာကိုယူထားပါကျွန်တော်သားမယားစီသွားလိုက်ပါဦးမယ်ဗျခမရာတုပ်အသက်ကိုချမ်းသာပေးထားတဲ့အနေနဲ့လက်ဆောင်ပေးဖို့ရှိပါတယ်ဒီမှာပါဒါပါလေဒါပစ္စည်းကောင်းတစ်ခုပါဘိုးဘေးလက်ထက်ကရလာတဲ့ပစ္စည်းလေးပါဗျကျေးဇူးပြန်ဆက်တဲ့အနေနဲ့ယူထားလိုက်ပါဒါကိုကောင်းရင်မှထားရေးပါကံကောင်းလာလိမ့်မယ်ဗျဒါပါလေ ။မိတ်ဆင်ဆွေများလားကွာ။ကျွန်တော်မှန်းတာမပါဘူးဆိုရင်နွားချိုထင်တယ်။မဟုတ်တော့ပါဘူးကွာ။သူကဒီထက်တိုးတယ်ဟ။အဲ့ဒီပစ္စည်းလေးရပြီးရဲ့နောက်သူ့လေဒီပစ္စည်းလေးကဘာများထူးဆန်းလို့ဆိုပြီးတော့တကြည်ကြည်နဲ့ကြည်နေခဲ့ပါတယ်။သူလည်းစက်ကြည့်နေတော့တာပဲ။ကိုတကောင်ပြောသလိုခေါင်းရနာထားပြီးအိတ်လိုက်ပါတယ်။သူငယ်ချင်းတို့ရေဒီအပတ်ကတော့ဒီလောက်ပါပဲနော်။နောက်ရက်မှလည်းဆက်ပြီးတော့တင်ဆက်ပေးမှာပါ။အားလုံးကျေးဇူးတင်ပါတယ်။ဒါဆိုရင်တော့နောက်တစ်ချိန်မှာ ပြန်လည်ဆုံတွေ့ကြအောင်စုနော်